ကျွန်တော်တို့ဖုန်းနဲ့ဘလော့ရတဲ့အခါမှာဘာတွေသတိထားမလဲဘာတွေလောက်ရမလဲဘာတွေမလောက်အောင်လဲဆောင်ရယ်ရှောင်ရယ်ဒါတွေကိုဒီနေ့ဗီဒီယိုမှာပြပြပေးမယ်ကျွန်တော်တို့ဖုန်းနဲ့အိမ်တုံးမှာဖြစ်ဖြစ် on the go အပြင်နေသွားရင်လည်းအော်တိုမှာ blow ရတာပဲဖြစ်ဖြစ် conversation ချိန်တဲ့အခါမှာအခက်အခဲရှိတယ် light တွေကလည်းလင်းလိုက်မှောက်လိုက် video တွေကလည်း shaky တွေဖြစ်ဗလားတွေဖြစ်အဲ့လိုမျိုးအဆင်မပြေတဲ့အခါတွေကြုံမှုကြမယ်ထင်တယ်ဗောနော် ရိုက်လာတာတွေကတော့အများကြီးပဲအတရတော့မှဘယ်ကတ်သုံးလို့တော့မှမသိဘာလို့လောက်အောင်မှမသိအဲ့လိုမျိုးဖြစ်ခဲ့ဘူးကြမယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်လည်းဒါမျိုးဖြစ်ခဲ့ဘူးတယ်ဗီဒီယိုတင်လိုက်တဲ့အခါမှာလည်းကိုယ့်ရဲ့ဗီဒီယိုကရှစ်ကီတွေဖြစ်နေတယ်မူးနှောက်နေမယ်ဘာဖြစ်ချင်လို့ဖြစ်ချင်မှမသိဘူးဆိုရင်အဲကြည့်တဲ့လူကဒီဗီဒီယိုကြော်သွားလိမ့်မယ်ပေါ့နော်ဝီဝီအဲ့ဒါတွေမဖြစ်အောင်လို့ဖုန်းနဲ့ဘလော့ရိုက်တဲ့အခါမှာတိထားရမှာလေဘလို့ရရမလဲဘာတွေလောက်ရမလဲဘာတွေမလောက်ရဘူးလဲ do and don't ဒါတွေကိုဒီဗီဒီယိုမှာကျွန်တော်ပြပြပေးမယ် ဘာလို့မတည့်ရပြီးပြောနေရတာလဲဆိုတော့ကျွန်တော်အရင်ဗီဒီယိုတွေမှာထိုင်နေပဲများနေတော့အပြောင်းလဲလေးဖြစ်အောင်မတည့်ရပြီးတော့ပြောကြည့်တာအဲဒီလိုပဲပေါ့နော်ဘာမှတော့မဟုတ်ဘူးဒါပေမဲ့မတည့်ရချင်လို့ရက်ပြီးတော့ပြောကြည့်တာထိုင်တာများရင်လည်းမကောင်းဘူးလေဒါပေမဲ့ကျွန်တော်ထိုင်တာတော့မများပါဘူးကျွန်တော်ရှောက်သွားနေတဲ့ကောင်ဆိုတော့ကျွန်တော်မတည့်ရလမ်းလျှောက်တာတော့ပိုများတယ်ဒါပေမဲ့ဒီနေ့ကမထိုင်ချင်လို့မထိုင်တာဘာမှတော့မဟုတ်ဘူးအဲနောက်ဗီဒီယိုကြရင်ကျွန်တော်အိတ်ပြီးတော့ပြောမယ်အဲ့ဒီခါကြရင်လည်းဒီကောင်ငပြင်းအိတ်ပြီးပြောနေလို့တော့မထင်နဲ့ဒီတိုင်းပဲပြောချင်လို့ပြောတယ်ပေါ့နော် တက်တက်ဆာပါဒါရဲ့ဘာမှမဟုတ်ပါဘူးဆိုတော့ကျွန်တော်တို့အဓိက main topic ဖြစ်တဲ့ဘာရေလောက်ရမလဲဘာရေမလောက်ရဘူးလဲ do and don't ဒါတွေကိုပြောပြပေးမယ် do number 1ကျွန်တော်တို့ဖုန်းကင်မရာရဲ့လမ်းတွေကိုအမြဲတမ်းတန်ရှင်းနေအောင်တုတ်ပေးဖို့လိုတယ်ကျွန်တော်တို့ဖုန်းကင်မရာလမ်းတွေကအမြဲတမ်းညစ်ပတ်နေတဲ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဖုန်းတွေကိုဘောင်းမိတဲ့အမြဲတမ်းထည့်ထားတယ်ပြီးထုတ်တဲ့အတုံးနဲ့တုံးတဲ့ခါမှာလည်းကျွန်တော်လက်တွေနဲ့မတော်မဆထိမိတဲ့ fingerprint တွေထင်တယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ကအဲဘေးတွေခုံတွေပေါ်မှာခြားတတ်တယ်အများသောအားဖြင့်ကျွန်တော်တို့ကင်မရာလမ်းတွေက ဒီလက်တွေနဲ့ကွတ်နေတာတွေအဲ့လိုအမြဲတမ်းဘလားရိုက်တဲ့အခါမှာဘလားဖြစ်နေတဲ့တာပေါ့နော်အဲအကြောင်းမလို့ဗီဒီယိုတစ်ခုမရိုက်ခင်ဘလော့တစ်ခုမရိုက်ခင်ကျွန်တော်ရဲ့ဒီဖုန်းကင်မရာတွေကိုကျွန်တော်ဖုန်း lens တွေကိုကျွန်တော်တ िश ူထားမို့ကျွန်တော်အင်ဂျင်နဲ့တုပ်ပေးတင်တယ်တချို့တွေကတော့အစိုးရလိုတာပေါ့နော်အဲကျွန်တော်အင်ဂျင်တွေနဲ့တုပ်လိုက်တဲ့အခါကျရင်ကျွန်တော်အစင်းတွေထင်းမဲ့ lens တွေအဲကျွန်တော် squat တွေပိုင်းဖြစ်သွားမယ်ပေါ့နော်အဲ့လိုမျိုးစိုးရင်တိုင်းလူရှိတယ်ကျွန်တော်လည်းအဲ့လိုမျိုးစိုးရင်တွေထဲမှာပါတယ်တချို့ကျတော့အဲ့လိုမျိုးစိုးရင်ပြီးတော့ ီကင်မရာ lens ပေါ်မှာအဲကျွန်တော်တို့ထပ်ပြီးတော့ကတ်လေးရှိတယ်ဗျာနော်ကျွန်တော်ဖုန်း screen ကတ်လို့ကျွန်တော်တို့ lens cover တွေထပ်ပြီးတော့ကတ်လေးရှိတယ်ကျွန်တော်ကတော့အဲ့ဒါတွေမကြိုက်ဘူးဘာလို့လဲဆိုတော့ quality ကျသွားတယ်လို့ကျွန်တော်ခံစားရတယ်ဒါပေမဲ့ကျွန်တော်ဘယ်လိုလုပ်ထားလဲဆိုတော့ကျွန်တော်ဒီမှာ cover တက်ထားတယ်ကျွန်တော်ရဲ့ cover ဒီလိုလေးပေါ့နော်ဒီမှာဒီ lens ကိုကျွန်တော်ဒါလေးနဲ့အများနဲ့အုပ်ထားအဲ့တော့ကျွန်တော်ရဲ့ဒီဖုန်း lens ကဘယ်တော့မှညစ်ပတ်တာတွေပိုင်းမရှိတော့ဘူးဘာလို့လဲဆိုတော့ကျွန်တော်ဒီလိုအုပ်ထားဖြစ်တဲ့အတွက် lens နဲ့ကင်လေး ဘလို့ဘောင်းပီအိနေပဲထီထီဒီမှာပဲကျွန်တော်အကွက်လေးဖြစ်နေမှာကျွန်တော်ရိုက်တဲ့အခါကျရင်ဒါလေးဖွင့်ပြီးရိုက်လိုက်တဲ့အခါကျရင်ဖုန်းလမ်းကကျွန်တော်အမြဲတမ်းတန့်နေတယ်ဒါပေမဲ့တခုတတိထားတာကတော့ဒီကောင်လေးကိုကျွန်တော်ဖွင့်ဖို့ပဲပေါ့နော်ဟိုအချင်းမဖြစ်သေးဘူးဆိုရင်ထုတ်လိုက်တယ်ထုတ်လိုက်ပြီးတော့ဒါကိုမဖွင့်မိပဲနဲ့ဒီတိုင်းပဲရိုက်တယ်ရှိကြရပေါ့နော်အဲ့ကြရင်ဘလားတွေဘာတွေဖြစ်နေလိမ့်မယ်ပေါ့နော်ဒီလိုမျိုးကာပါသုံးတယ်ဆိုရင်တော့ဒါလေးဖွင့်ပြီးတော့ရိုက်ဖို့တော့မမေ့နဲ့ရိုက်တဲ့အခါမှလည်းဒီလိုကြီးတော့ထားနေပေါ့နော်တခါကြရင်ဒီက refreshing เนี่ยဒီမှာလာပြန်နေတက်တယ်ပေါ့เนาะအဲ့တော့ဖွင့်အကုန်လုံးဖွင့်ရိုက်ဒါဆိုရင်ကျွန်တော်ဒီဘောမှာတုတ်ရတဲ့ပမာဏလည်းနေရမယ်အစင်းနေဘာဖြစ်မှလည်းသိမဆိုးရင်ရောက်ဘောအစင်းနေဘာဖြစ်မှလည်းသိမဆိုးရင်ရတော့ဘောเนาะဒီလိုအုပ်ထားလာဖြစ်တဲ့အတွက်ဖုံနေတဲနေတန်းလည်းလုံနေကာဘာကျညာနေတော့မဟုတ်ဘူးကျွန်တော်ဒီလိုသုံးနေဆိုတော့ကျွန်တော် sharing လုပ်ပေးတာဘောเนาะတချို့တွေအတွက်အစင်းပြပဲလို့ထင်ပါတယ်နံပါတ်1အချက်မှတင်ပဲ rule number 1ပြီးွားပြီဆိုတော့ don't number 1 မလုံရမဲ့အချက်ပေါ့နော်မလုံရမဲ့အချက်ကြတော့ကျွန်တော်တို့ဒီဖုန်းရဲ့ main lens နဲ့ zoom ဆွဲပြီးမရိုက်နဲ့ကျွန်တော်တို့ဖုန်းတွေမှာဆိုရင်ကျွန်တော်တို့ lens က၃လုံးပါတယ်ပေါ့နော်တော်တော်များများအခုနောက်ပိုင်းဖုန်းတွေမှာ၃လုံးပါတယ်အနည်းဆုံးတော့၂လုံးပါနေရှိတယ်ပေါ့နော်၃လုံးဆိုရင်တေချာတာကတော့ကျွန်တော်တို့ main lens ရှိမယ် main lens ကိုကျွန်တော်တို့က wide lens လို့လည်းခေါ်တယ်ဒါရိုးရိုး normal lens ပေါ့နော် wide lens ဒါတော့အကောင်းဆုံးပေါ့ပြီးရင်ကျွန်တော်တို့နောက်တစ်လုံးအနေနဲ့ zoom lens ပါမယ်ကျွန်တော်တို့ zoom away ကြီးဆွဲမယ်ပေါ့နော် နောက်တစ်ခုအနေနဲ့ကျွန်တော် ultra wide ultra wide ကျွန်တော်ကျွန်တော်သိတဲ့အတိုင်းပဲကျွန်တော် wide ကြီးပါเนาะအဲ့လိုသုံးလုံးပါလေးရှိတယ်ကျွန်တော်နှစ်ခုတည်းပါတဲ့ဖုန်းလေးမှာဆိုရင်ကျွန်တော်တို့က mainland ပါမယ်နောက်တစ်လုံးက ultra wide ဖြစ်ရင်ဖြစ်မဖြစ်ရင် tele ဖြစ်မယ်ပေါ့เนาะ tele မှာလည်းကျွန်တော်တို့ 2x lan လောက်ပဲပါဖို့အများတယ်နှလုံးထဲပါတဲ့ဖုန်းတွေကအဲ့လိုလေးတော့ရှိတယ်ပေါ့เนาะတချို့ကြောက်လည်းကိုယ့်ဖုန်းမှာ balance ပါလို့ပါမှမသိဘူးဒီဖုန်းမှာ lan နှလုံးပါပဲရှိတယ်တစ်လုံးက tele လားတစ်လုံးက wide လားဒါလည်းမသိရလို့အများကြီးပဲအဲ့တကယ်ပြောရတာ မသိရလို့တကယ်အများကြီးရှိသေးတယ် ဟိုတိတယ်မှာဈေးကြီးကြီးဖုန်းတာပေးရောဝယ်ထားတာငါငါဖုန်းကဈေးဘလောက်ကြီးတာဒါပေမဲ့ကို့ဖုန်းမှာပါတဲ့ lens ၃လုံး၄လုံးကဘာတွေပါလဲချို့ကမသိကြဘူးဗောနော်များသောအားဖြင့်ကျွန်တော်ခုနပြောတဲ့ lens ၃ခုပါလေးရှိတယ်ဗောနော်ဝယ်ကျွန်တော်ဖုန်းမှာဆိုရင်ကျွန်တော် lens ၃ခုပါတယ်ဆိုတော့ကျွန်တော်ကပြောရင်းတာက main lens နဲ့ zoom ဆွဲမရိုက်နဲ့ကျွန်တော် zoom lens ပါတဲ့ဖုန်းတွေရာဗောနော်တကယ်လို့ကိုယ့်ရဲ့ဖုန်းနှလုံးကိုယ့်ရဲ့ဖုန်းမှာပါတဲ့ lens နှလုံးက မိန်းလန်းနဲ့အာထော်ဝိုက်ဖြစ်နေတယ်ဆိုရင်တော့မတက်နိုင်ဘူးဇွန်ဆွဲဖို့လိုရတယ်ဆိုရင်တော့မိန်းစလန်းနဲ့ဆွဲရမှာပဲကျွန်တော်ဖွင့်လိုက်ပြီဆိုရင်ကျွန်တော်တို့မှာ 1h နဲ့ကျွန်တော် ပြထားတယ်ဗျာနော် 1h ဆိုတာကကျွန်တော်တို့ရဲ့ဒီလုံးဝမိန်းလန်းတချို့ကအဲ့မှာရိုက်နေပြီးတော့ဒီလိုလေးဇွန်ဆွဲလိုက်တယ်ဗျာနော်အဲ့လိုဆွဲလိုက်တဲ့အခါမှာအဲဇွန်လန်းပြောင်းသွားပြီလို့ထင်ကြရပြာနော်တကယ်တမ်းကမပြောင်းသေးဘူးသူကဒါမိန်းလန်းကိုအသုံးပြနေတာကျွန်တော်တို့ဇွန်လန်းကတတ်မှတ်ထားတဲ့မီလီမီတာရောက်မှပြောင်းသွားတာကျွန်တော်ရဲ့ဖုန်းမှာဆိုရင်3.7ရောက်တော့မှဒါ ဇွန်လကိုသူကပြောင်းသွားတာပါနော်ဒီ rate 1နဲ့ဒီ3 5780တီချာလေးရ range ကကြတော့ကျွန်တော်တို့ main line ကိုပဲသုံးနေတာအဲ့ဒါကိုသိကျင်တဲ့ဆိုရင်ကျွန်တော်တို့ရဲ့ဒီ main line လေးကိုပိတ်ပြီးတော့ကျွန်တော်တို့ဒီလက်လေးနဲ့အုပ်ပြီးတော့ကျွန်တော် zone ဆွဲကြည့်ပါတော့အဲဘယ်တော့ရောက်တော့မှကျွန်တော် tally line ကိုပြောင်းသွားလဲဆိုပြီးတော့ကျွန်တော်တို့ဒီမှာစမ်းကြည့်လို့ရတယ်1နဲ့3 5 7ကြာကကျွန်တော် main line ကိုပဲသုံးပြနေဖြစ်တဲ့အတွက်ဒီတော့ range ဆိုရင်ကျွန်တော် zone ဆွဲမရဘူးဘာလို့ဆိုတော့ quality ကြာလို့ main line ကိုပဲသုံးနေတာဆိုတော့လေအဲ့လို range ကကြာတော့ ကျွန်တော်အနည်းငယ်ပဲသွားရလိုက်တယ်အဝေးဆွဲဖို့လွယ်ပြီဆိုရင်တော့ကျွန်တော်3.78ကနေစပြီးတော့မှကျွန်တော်ဇွန်ဆဆွဲပြီးရိုက်တယ်အဲကျွန်တော်ဒီဖုန်းဆိုရင်ကင်မရာဦးစားကင်မရာဟိုမှဒီဇွန်လန်းကိုအဝေးဆွဲလို့ရတဲ့ဖုန်းဖြစ်တဲ့အတွက်အဲကျွန်တော်ဇွန်ဆွဲတဲ့ခါကျရင်တော့ဒီ 3.78H နဲ့ကစပြီးတော့ကျွန်တော်နောက်ပိုင်း range ကြီးကိုကျွန်တော်ဇွန်ဆွဲပြီးရိုက်တယ်ပေါ့နော်အဲ့ဒါလေးကိုလည်းကိုယ့်ရဲ့ဖုန်းမှာတေချာ check လုပ်ကြည့်ပါပေါ့နော်ကိုယ့်ရဲ့ဖုန်းက blow range ကြမှာဇွန်လန်းကိုချိန်ဝါလဲဆိုတာလေးကိုမှတ်ထားအဲ့ range မရောက်ခင်ဂျားကာလာဆိုရင်ကျွန်တော်တို့ဇွန်မဆွဲနဲ့ ကျွန်တော်အနီးကပဲသွားရိုက်ကိုဇွန်ဆွဲဖို့လိုတဲ့ဟာအဲ့ range ကျော်သွားပြီ3.7ဒါမှမဟုတ်ကိုရဖုန်းက3.5မှာဇွန်လန်းသုံးနေဆိုရင်အဲ့ range နောက်ပိုင်းကျတော့မှကျွန်တော်ဒီဇွန်လန်းကိုပြောင်းပြီးတော့သုံးပေါ့နော်အဲ့နီနီကက်ကက်ဆိုရင်တော့ကျွန်တော်တောင်းတောင်းဇွန်မဆွဲနဲ့ဘာလို့လဲဆိုတော့ကျွန်တော် main line တွေကဇွန်ဆွဲတဲ့ခါကျရင် quality ကျော်သွားလေရှိတယ်ပေါ့နော် main line မှမဟုတ်ဘယ် line မဆိုသူလိုအပ်ထားလဲပို့ပြီးတော့ဆွဲတယ်ဆိုရင်အဲကျွန်တော်ဒီ quality ကျော်တယ်ပေါ့နော် ကျွန်တော်ဒီဖုန်းမှာဆိုလဲဇွန်က100ထိရတယ်ဆိုပေမဲ့တကယ်တမ်းသူကဒီ 10HD ပဲ quality ကကောင်းတာအဲ့ဒီနောက်ပိုင်းကျတော့ကျွန်တော် digital zone ဖြစ်သွားတဲ့အတွက် quality ကတော့ဒီမကောင်းဘူးဓာတ်ပုံဆိုရင်တော့အများကြီးဆွဲလို့ရတယ်ဘာလို့လဲဆိုတော့ဓာတ်ပုံကကျွန်တော် AI တွေဘာရင်နဲ့လောက်ကြံဖန်ဒီ shining quality လောက်လိုက်တာဆိုတော့သူရိုက်ပြီး AI နဲ့တခါပြည့်ပြလိုက်တာဖြစ်တဲ့အတွက် quality ကကောင်းတယ်လို့ထင်ရတာတကယ်တော့မဟုတ်ဘူး AI အကူအညီနဲ့လောက်ထားတာဗီဒီယိုကြတော့ကျွန်တော်အများကြီးဆွဲလိုက်တဲ့ဆိုရင် quality ကတော့လုံးဝတေချာရဲ့ကြောက်သွားမှာအဲ့တော့ ဗီဒီယိုမှာဆုံးဆွဲမယ်ဆိုရင်ကျွန်တော် 10h လောက်ထိပဲဆွဲပါမယ်နော်ခါကုတ်ဖုန်းပေါ်လင်းဘူးဒီတိတဲ့ကုတ်ဖုန်းကကောင်းရင်ကောင်းသလောက်တော့အဲ့တက်ဆွဲလို့ရတာပါနော်အဲကျွန်တော်ဒီဖုန်းဆိုရင် 10h ကကွာလတီကအဆင်ပြေတဲ့ဖြစ်တဲ့ကြောင့်ကျွန်တော် 10h ဆွဲပြီးတော့ကျွန်တော်ဇွန်ရိုက်တယ်ဖြစ်နိုင်ရင်ဘယ်တော့မှ main land မှာဆုံးဆွဲပြီးမရိုက်နေပါနော်အဲခုနပြောတဲ့ကင်မာနှလုံးမဲ့ပါတဲ့ဖုန်းဆိုရင်ကျွန်တော်တလုံးက white ultra white ဖြစ်နေမယ်ဆိုရင် တော့ main land နဲ့ဒါမှဖြစ်မနေဆိုရင်တော့ zone ဆွဲပါတော့ဒါပေမဲ့ away သွားပြီးတော့ဆွဲရမယ့်ဟာဆိုရင်လည်း quality ကကောင်းမှာမဟုတ်ဘူးလေအဲ့တော့ကိုကဒီထသွားပြီးရိုက်လို့အဆင်ပြေတဲ့ဟာဆိုရင်တော့ရိုက်ပေါ့နော်တကယ်လို့ဝေးရဟာဆိုရင်ကိုဖုံးမှာမှ zone line မပါတာအဲ့တော့ zone ဆွဲမရိုက်နေပေါ့နော်မရိုက်နေဆိုတော့မထည့်နေပေါ့ဒါပေမဲ့ဖြစ်မနေထည့်ရမယ့်ဟာဆိုရင်တော့မတက်နိုင်ဘူး zone ဆွဲပြီးရိုက်ရမှာပဲအဲ့ကြောင့်မလို့ကိုကအဲဖုံးရွေးဝယ်တဲ့အခါမှာလည်းကိုက zone တွေပါရေးဆွဲတဲ့လေဆိုရင်တော့ဒီ zone line ပါလာလေးကိုရွေးပြီးတော့အစတွေကဝယ်ပေါ့နော် ဒိုးနံပါတ်2ကကြာတော့ကျွန်တော်ရေရှိုးတက်မှတ်ပါပါနော်ကျွန်တော်တို့ဗီဒီယိုစမြဲခင်တွေကစဉ်းစားကျွန်တော်ရဲ့ဗီဒီယိုကဘယ်အတွက်ရိုက်မှာလဲရီတွက်ရိုက်မှာလားတစ်တော့တွက်တိုင်းရိုက်မှာလားဒါကိုကျွန်တော်စဉ်းစားပဲကျွန်တော်ရီတွေတစ်တော့ရိုက်တော့ဆိုရရှင်းတယ်ကျွန်တော်ဒီမို့ဒေါင်းလိုက်ပဲကျွန်တော်ရိုက်ကြမယ်မဟုတ်ဘူးကိုကရုပ်ရှင်ဆန်ဆန်စီနီမတ်တစ်ဘာညာပေါ့နော်စတိုရီတဲလင်းဘာညာပြမယ်ဆိုရင်တော့ကျွန်တော်ဒီလိုအလျားလိုက်ရိုက်ပေါ့နော်အဲအဲ့ဒါကိုကျွန်တော်စရီးကစဉ်းစားမဟုတ်ဘဲနဲ့ဒီလိုဒေါင်းလိုက်ရိုက်လိုက် လေကားလိုက်ရိုက်လိုက်ရိုက်ချင်လို့ရိုက်လို့မရဘူးပေါ့နော်အဲကိုကအဲ့လိုစမစင်စားပဲနဲ့ဘလော့ရိုက်နေပဲပေါ့နော်ကိုကိုစိုက်တဲ့ခါမှာတော့ကိုကလမ်းလျှောက်သွားတဲ့ဟာလေးရိုက်တယ်အပြည့်စုံလို့ကျွန်တော်ကျွန်တော်ဒေါင်လိုက်ရိုက်ခိုင်းလိုက်တယ်ပေါ့အဲပြီးရင်အဲကျွန်တော်ရှူခင်းလေးမြင်တဲ့ခါကျတော့ဒီရှူခင်းကလှတယ်အလေကားလိုက်ရိုက်ပြန်အောင်အဲတော့ဒေါင်လိုက်တဲ့အလေကားလိုက်တွေနဲ့အဲ့ဒီကျတော့ဘာလို့လုံးအောင်မပြတိုင်နေပက်ကောအဲ့တော့ကိုကဘယ်အတွက်ရိုက်မှလဲဆိုတော့စတဲ့ရတေချာအစင်းစားဒေါင်လိုက်ပဲရိုက်မယ်ဆိုရင်ကျွန်တော်ဒေါင်လိုက်ပဲကျွန်တော်ဗီဒီယိုတစ်ခုလုံးဒေါင်လိုက်ပဲတေချာရိုက်ပါ အလျားလိုက်ဆိုရင်အလျားလိုက်တင်ချကြရိုက်ဒါတော့ဒုနံပါတ်2ဒုနံပါတ်2မလိုအပ်ဖက်တဲ့ကင်မရာမူးမန့်တွေကိုမသုံးနဲ့ပါနော်ကိုက professional level ဆရာကြီးတွေဖြစ်နေပြီဆိုတော့ကင်မရာမူးမန့်တွေအကြောင်းကိုကသိသွားပြီဆိုရင်တော့ကိုကသုံးပါနော်ဟိုဘက်နဲ့ကိုကဒီတိုင်းပဲအပျော်တမ်းပဲရိုက်တဲ့လူအဲ YouTube TikTok Facebook ရီးတွေမှာပုံမှန်ဘလော့လေးပဲ create လုပ်နေတဲ့လူဆိုရင်တော့အဲကျွန်တော်တို့မလိုအပ်ဘဲနဲ့ကင်မရာမူးမန့်တွေမသုံးနဲ့တချို့ video တွေတွေ့ဖို့ကြပါလိမ့်မယ်အဲကျွန်တော်စရတွေကကင်မရာက ီမှာဟိုသူတို့သူတို့သူတို့ဟိုပဲပြညင်လို့လို့ဒီဘက်ကိုပဲပြညင်လို့သူတို့သူတို့လိုက်ရိုက်နေတာပဲညာဟိုပြောမယ်ဆိုဥတီချက်မရှိဘူးဘာပြညင်လို့ပြချင်မှမသိဘူးဘာဖြစ်ချင်လို့ဖြစ်ချင်မှမသိဘဲနဲ့လိုက်ရိုက်ရိုက်နေတဲ့အဲ့လိုဗီဒီယိုတွေတက်တော့တွေပိုင်းမှာတွေ့ဘူးကြပါလိမ့်မယ်အဲ့လိုတွေကိုတချို့သီးခံပြီးကြည်ပြီးတော့အဲကွန်မန့်တွေမှာမလက်တာတို့ဘာတို့တွေဘလို့လုံနေကြလေတော့မသိဘူးပေါ့နော်အဲကျွန်တော်အဲ့လိုမျိုးဗီဒီယိုတွေမြင်နေတော့ကျွန်တော်ဆက်လက်မကြည့်နိုင်ဘူးကျွန်တော်ခေါင်းမှုတယ်ကျွန်တော်အက်ဒစ်လာအက်ဒစ်လူတွေရှိတယ်အရင်တော့ ဒါကျွန်တော်ကိုတွေ့မလို့ကျွန်တော်ပြောပြတာအဲကျွန်တော်အဲ့လိုမျိုးရိုက်ချင်တာရိုက်ပြီးတော့ဟိုဘလော့ဆိုပြီးအဲ့ဒီလာအဲ့တုန်းကကျွန်တော်အတိပေါ့နော်ကျွန်တော်တော်တော်တီးခံပြီးကျွန်တော်အဲ့ဒီဆက်ပေးလိုက်ရတယ်ကျွန်တော်ခေါင်းလေးတောင်ကြိုက်တယ်မူးတာကိုကြည့်ရတာ तू ကတခုခုဗျာ तू က travel blog ရိုက်တာဆိုတော့ तू သွားနေနေဒီမှာ तू ကပြရင်လားဒီပင်ကြီးရမ်းလှတယ်ဆိုရင်စကားကပြောတော့မှရှိတယ်အဲ့ရမရှိအောင်ဒီဒီဘက်ရောက်အောင်အခုကတောင်ကုန်းလေးဆိုတော့ပဲရှိတယ်ဘယ်ရောက်လို့ရောက်သွားမှမသိဘူးသူတို့လျှောက်သွားတာတခုဆိုတခုတေချာမပြဘူးအဲ့လိုကြတော့ ဘာဘလို့ update ဆက်လို့ဆက်ရမှာမသိဘူးကြီးတဲ့လူကလည်းဘာကြီးလို့ကြီးရမှာမသိဘူးအဲ့လိုမျိုး move down နေအောင်ဟိုမရိုက်နေပါတော့ကင်မာ movement တွေကိုကျွန်တော်တို့ကိုကမကြွမ်းကျင်ဘူးဆိုရင်မတုံးနဲ့ကျွန်တော်ဒီတစ်ခုရိုက်ချင်တယ်ဆိုရင်ဒီတစ်ခုကိုပဲကျွန်တော်တင်ငင်ငင်လေးရိုက်ပါတော့နည်းနည်းပါးပါးလေးဒရယ်လှုပ်နေတာရေဘာတွေကအဲနည်းနည်းအဆင်ပြေသေးတယ်ပေါ့ကိုကလက်သိမ့်မငင်လို့လေလက်မငင်ဘူးဆိုရင်လည်းကျွန်တော်ဒီမှာတစ်ခါကြီးကြွတ်လိုက်မယ်ကိုရဲ့ဒီဖုန်းတွေမှာကျွန်တော်တို့ destabilization မှုရှိတယ်ဗောနော်ဒါတော်တော်များများပါလာပါကြီး ဲ့အားလေးကိုကျွန်တော်ဥံပြီးရိုက်တယ်ဆိုရင်တောင်းတောင်းလက်ဒီလိုလှုပ်တာတို့လမ်းလျှောက်သွားတို့ကတော့အဆင်ပြေတဲ့ညိန်တယ်ပေါ့နော်ဟိုလိုဂိမ်းဘိန်းတွေပါတိုက်ပြီးတော့သုံးစရာမလိုဘူးအခုနောက်ပိုင်းဖုန်းတွေကကောင်းလာပြီ professional ဆန်းဆန်းတို့ movement တွေပိုင်းနဲ့သွားမယ်ဆိုရင်တော့ကျွန်တော်ဂိမ်းဘိန်းလေးသုံးပြီးရိုက်တာတော့ပိုကောင်းတယ်တကယ်လို့ကိုက camera movement တွေကိုသုံးမြင်နေဆိုရင်ရောဘယ်လိုရမလဲလွတ်လို့ရပါတယ်ကိုဘာကိုပြတ်ကျင်နေဆိုတာကိုကိုတေချာတိအောင်လုပ်ပါတေချာဆုံးပြတ်ပါ အစအလယ်အဆုံးကိုတေချာတတ်မှတ်ပါဘောနော်အဲ့ဒါတတ်မှတ်ပြီးပြီဆိုရင်ကျွန်တော်တို့ ကင်မရာ movement ရိုက်လို့ရပြီဥပမာကျွန်တော်တို့ကဆိုင်ရဲ့ဆိုင်ပေါ့နော်ဆိုင်စေးဆိုင်နေကျွန်တော်ဥမာပေးမယ်ဆိုင်နေဆိုင်ရှိမယ်ကျွန်တော်က down light ဖြစ်တဲ့တော့သူတို့ဖုံးထောင်တဲ့အခါမှာဆိုင်ရဲ့ဒီဒီတွေ့မှာဆိုရင်မျက်နှာစာအပြည့်မပါဘူးပေါ့နော် down light ဖြစ်နေတဲ့အတွက်ကျွန်တော်ဒီကိုအလျားလက်ရိုက်မယ်ဆိုရင်တော့ပါတယ် down light ဖြစ်နေတော့ကျွန်တော်ကအပြည့်ပါအောင်ဆိုရင်ကျွန်တော်ဒီလိုလေးရိုက်မှရမယ်ပေါ့နော်အဲ့လိုရိုက်တဲ့အခါကိုကျွန်တော်တို့ဒီ video အခေါ်မှာ panning လုပ်တယ်လို့ခေါ်တယ်ကျွန်တော်ဒီလိုဆိုရင်ကျွန်တော် panning လုပ်တယ်လို့ခေါ်တယ်အပေါ်ဆိုရင်ကျွန်တော်က day at day down လို့ခေါ်တယ် pan left pan right ပေါ့နော်ဘယ်ညာကျွန်တော် day up day down အပေါ်အောက်အဲ့လိုလေးကျွန်တော် ခေါ်တယ်ဒီတော့မှတ်ထားရင်ရတယ်ကျွန်တော် pan မယ်ဆိုရင်ကျွန်တော်အဲ left to right ပန်ရတာများတယ်ပေါ့နော် okay အဲ့တော့ကျွန်တော်ကသတ်မှတ်မယ်ကျွန်တော်စမယ်ပေါ့စမယ်ဆိုရင်ဒီဆိုင်ရဲ့ဒီဘယ်ဘက်ကနေကျွန်တော်စပန်မယ်ညာဘက်မှာဆုံးမယ်အလဲရကြတော့ကျွန်တော်ဟို mid point ပေါ့နော် okay တကယ်လို့အစအလဲအဆုံးတိပြီဆိုရင်ကျွန်တော်စပြီးရိုက်မယ်ရိုက်မယ့်အခါကျရင်ကျွန်တော်ကဒီစချိန်ပြီးတာဘက်ကတမ်းဖိနေနဲ့ ကျွန်တော် composition တေချာချိန်ချိန်ပြီးဆိုရင်ကျွန်တော် record နှိပ်မယ်နှိပ်ပြီးဆိုရင်လည်းတမ်းမပန်နဲ့အောင်ကျွန်တော်ခဏလေးစောင့်အဲပြီးတော့မှကျွန်တော်တဖြည်းဖြည်းချင်းနဲ့ဒါလေးကတော့ကျွန်တော်ကိုယ့်ရဲ့ဒီ movement တိုင်းပဲပန်သွားပြီးပြီးဆိုရင်လည်းကျွန်တော် record ကောက်မနှိပ်နဲ့အောင်အဆုံးမှတ်မှကျွန်တော်ခဏလေးစောင့်ပြီးတော့မှကျွန်တော် record နှိပ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ video editing မှာလည်းလောရတာအဆင်ပြေမယ်ကြည့်တဲ့အခါမှာလည်းတည်တည်ငြိမ်ငြိမ်လေးနဲ့လှပတဲ့ quality ရှိတဲ့ video တခုကိုကျွန်တော်တို့ရရှိမယ်ပေါ့နော် အပေါ်အောက်ဆိုတဲ့အတိုင်းပဲကျွန်တော်အပေါ်ကနေကျွန်တော်တို့တေးလောက်လာမယ်အောက်တဲ့အောက်ရောက်တဲ့အထိကိုကျွန်တော်တို့ခဏလေးစောင့်မယ်ပေါ့နော်ပြီးတော့မှကျွန်တော်တို့ record ပိတ်မယ်အဲ့ဒီခါကျမှကျွန်တော်တို့အဲ့လေးလောက်တဲ့ခါမှမလိုတဲ့ဟာလေးတွေကိုကျွန်တော်တို့ဟိုအဆင်ပြေပြေနဲ့ကျွန်တော်တို့ငင်းကြီး separate လုပ်နိုင်မှာပေါ့နော် don't number 3 light တွေကိုကြောခိုင်းပြီးပြတော့မှမရိုက်နဲ့တချို့ video တွေတွေ့ဘူးကြပါလိမ့်မယ်ကျွန်တော် coffee set မှာဖြည်းဖြည်းရိုက်တဲ့အခါမှာနောက်ကပြတင်းပေါက်ကိုကျွန်တော်နောက်ခံထားရတယ် ပဒင်းဘောက်ကနေလိုက်တင်နေရဝင်နေပါတော့အဲ့ခါကျရင်ကျွန်တော်တို့ဒီဘက်ရိုက်တဲ့အခါမှာကျွန်တော်ကဖွဲတတဲကြီးဖြစ်နေတာကိုတွေ့ဘူးကြပါလိမ့်မယ်မျက်နာဒီဘက်ချမ်းကြီးကလင်းပြီးတော့လေအဲ့တော့နောက်ကနေလိုက်တင်နေရထွက်နေတာဆိုတော့နောက်ကိုလည်းဘာမှမမြင်ရဘူးလိုက်တင်ကဟိုဝင်နေတာဆိုတော့အဲ့အဲ့အမျိုးကကြာတော့ကျွန်တော်တို့ဗီဒီယို quality ကိုလည်းရော့စေတယ်ကြည့်တာလည်းလုံးဝအဆင်မပြေဘူးပေါ့နော်အခုလည်းမျိုးစကားပြောတဲ့ဗီဒီယိုတွေမှာဆိုပို့ပြီးတော့တည်တာလေဘာလို့လဲဆိုတော့ဒီ frame ကိုပဲအကြိုက်ပြနေမှာဖြစ်တဲ့အတွက်အခုရုပ်ကလည်းတိကျမှမမြင်ရဘူး ဖော်တယ်ကြီးနဲ့ကြည့်လို့အဆင်ပြေဘူးပေါ့နော်ကိုက short film ရိုက်နေတာဒါမှမဟုတ် story telling အတွက်တစ်ခုရိုက်နေတာအတွက်လိုအပ်လို့သုံးတယ်ဆိုရင်တော့ဒါ is okay သုံးလို့ရတယ်ကိစ္စမရှိဘူးအခုလိုမျိုး blog အတွက်တို့ talking hub video တွေအတွက် talk short စကားပြောနေမယ်ကိုကဒီ review ပေးနေတဲ့ဟာမျိုးဆိုရင်နောက်ကအလိုကြီးထွက်နေတာရလုံးဝအဆင်မပြေဘူးအဲ့တော့နောက်ခံအဲ့တော့ဘယ်တော့မှ light တွေနောက်ခံမရိုက်နဲ့အဲ့လိုမျိုးပြတင်းပေါက်လေးနာရိုက်မယ်ဆိုရင်ကျွန်တော်တို့နည်းနည်းရှုလဲပေါ့နော်45 degree တော့ တင်းမောက်ကဒီဘက်မှာဆိုရင်ကိုကဒီလိုလေးဆိုရင်ပတင်းမောက်လိုက်တင်နေဒီဘက်ကဝင်နေရဆိုရင်အဆင်ပြေတယ်ပေါ့နော်အဲ့လို45လေးထားပြီးရိုက်ကြည့်အဲ့ဒါလေးကတော်တော်လေးကိုအဆင်ပြေတယ်သူတို့ကြီးနောက်ခံထားပြီးတော့မရိုက်နေပါတော့နောက်ပြီးတော့ low light တွေမှာဘယ်တော့မှမရိုက်နေပါတော့ကျွန်တော်ဒီညဘက်တွေပါရစမှာဆိုရင် noise တွေတက်လာနိုင်မယ်ကျွန်တော်ဖုန်းလေးတာဖြစ်တဲ့အတွက်တကယ်ကင်မရာတွေတော့မှညဘက်တက်ခါကျရင် low light ကအဆင်မပြေဘူးကျွန်တော် noise တွေတက်လေးရှိတယ်ပါတော့အဲ့လိုရိုက်မယ်ဆိုရင်ကျွန်တော် light တွေနေများများသုံးပါတော့ လိုက်တင်သုံးတဲ့ခါကျရင်လည်းကျွန်တော်နောက်ခါ background ရညာဖြစ်နေတော့လေဘာမှမရှိတဲ့နေရာကြီးတော့ဟိုနောက်ခံထားယူတော့မြိုင်းနေတော့เนาะမသိရင်တော့ဒီ studio မှာ battery ထားပြီးရိုင်းနေတော့ဖြစ်သွားလိမ့်မယ်ညပရိုက်မယ်ဆိုရင်အခုလုံးမကျွန်တော်ကိုအခုကျွန်တော်ရိုင်းနေတော့ကျွန်တော်ကိုမီထိုးထားရပါတော့ဒါကျွန်တော်ကကျွန်တော်အိတ်ခမ်းပြီးနည်းနည်းပါးပါးပဲထိုးထားတာအနောက်မှာအခုလိုမျိုးအဲဘယ်လိုပြောမလဲကားမီရောင်တွေ lighting တွေဒါမှမဟုတ် shopping mall တွေပါရှိရတဲ့ဆိုတော့အနောက်ကလိုဟိုမီးလုံးတွေပါတွေကိုနောက်ခံထားပြီးရိုက်ပါတော့အဲ့ဒါမှကျွန်တော်က ကိုယ့်ရဲ့ဗီဒီယိုနည်းနည်းကြွကြွလေးရှင်းပါမဟုတ်ဘဲနဲ့ကျွန်တော်ကဒီနောက်ကမဲနေတဲ့ကောင်းကင်ကြီးပဲတောင်းခံထားပြီးရိုက်တယ်ဆိုရင်အဆင်မပြေဘူးအဲ့ဒါကြောင့်မို့ကျွန်တော်ကဒီဗီဒီယိုကျွန်တော်အပေါ်နေ high end gain နဲ့ကျွန်တော်ရိုက်ထားပါတော့ကျွန်တော်ထဲရိုက်မယ်ဆိုရင်အနောက်ကဒီ medium နေကားလမ်းနေမပေါ်တော့ဘူးပါတော့ထဲရိုက်မယ်ဆိုရင်ကျွန်တော်ကောင်းကင်ကြီးကကျွန်တော်နောက်တစ်လေးရောက်သွားရဲဆိုရင်လုံးဝအဲဘက်ထရီကဘက်ထရီနဲ့ထားလို့အမှောင်ကြီးပဲဖြစ်နေမှာဆိုတော့ကြည့်မကောင်းအဲ့ဒါကြောင့်မလို့ကျွန်တော်ဒီဗီဒီယိုကိုကျွန်တော် high end gain နည်းနည်းလေးရိုက်ထားတာအရင်တော့မမြင်သားဘူး ဒီအနောက်ကကားမီဒန်လေးနေပါတယ်ဆိုတော့ကျွန်တော်ရိုက်ထားလားအဲ့လိုလေးကျွန်တော်ရိုက်လို့ရတယ်ဗောနော်ကျွန်တော်တို့ဒီရလေးကတတော်လေးအသုံးဝင်နေဆိုပြီးမင်းမလောက်ကြတာများတယ်ဗောနော်ကျွန်တော်တို့ဗီဒီယိုရိုက်တဲ့ခါကျရင်ကျွန်တော်ဖုန်းတွေကအော်တိုပဲဖြစ်တဲ့အတွက်ကျွန်တော်တို့ရိုက်မဲ့ဆက်ပကြုတ်ကိုချိန်လိုက်တယ်ကွန်ပိုဇီရှင်းပိုင်းညာနည်းနည်းချိန်ပြီးတော့ record နှိပ်ပြီးတော့တန်းရိုက်ကြရဗောနော်ဒီအလင်းမောင်တွေပါလေကျွန်တော်တို့ဖုန်းတွေမှာတကယ်ကင်မိုင်လို့မဟုတ်ဘူးလေအော်တိုချိန်ထားပြီးသားဆိုတော့လူတွေကတော့ဂူးမဆိုင်ပဲနည်းချိန်လိုက်ပြီးတော့အဆင်ပြေပြီဆိုတော့ record နှိပ်ပြီးတော့ရိုက်လေရှိကြတယ် ။တကယ်တော့အဲ့လိုမလုပ်သင့်ဘူး။ကျွန်တော် exposure လေးကို log ချပြီးတော့ကျွန်တော်ရိုက်တင်တယ်။ဒါလေးကတော်တော်လေးကိုအသုံးဝင်တယ်။အဲဘလို့နေရာမှာကျွန်တော်အသုံးဝင်လဲဆိုတော့ lighting သိမ့်မညီတဲ့ coffee stand လိုနေရာမျိုးတွေကျွန်တော်တို့ startup ဆိုင်လိုနေရာမျိုးတွေမှာဆိုအသုံးဝင်တယ်။ဘယ်လဲဆိုတော့ကျွန်တော်တို့ကဒီနေရာလေးကကျွန်တော်တို့ဒီ lighting နဲ့နဲ့ကွင်းတော့မှောင်းနေတယ်ဒါပေမဲ့ဘေးနားမှာကျပတင်းပေါက်ရှိလို့လင်းနေတယ်အဲ့လိုမျိုးကျွန်တော်ကရှောက်သွားပြီးရိုက်တဲ့အခါကျရင်ကျွန်တော်က exposure လော့မချထားဘူးဆိုရင်ကျွန်တော်တို့ video တွေကလင်းလိုက် မှောင်သွားလိုက်ဒါအော်တိုလိုက်လို့ပေးနေတာဆိုတော့ဗျာကင်မရာမှောင်တဲ့နေရာရောက်သွားရင်တော့လင်းလိုက်မယ်လင်းတဲ့နေရာရောက်သွားရင်မှောင်လိုက်မယ်ဆိုတော့လို့အလင်းမှောင်တွေကမညီဘဲနဲ့ကြည့်ရတာတော်တော် shaky ဖြစ်နေတဲ့ပုံစံမျိုးတော့ဖြစ်သွားရပါတော့တချို့ဆိုရင် flicker တွေပါထတာတွေပါဖြစ်သွားတယ်တိတ်အဆင်မပြေဘူးအဲ့တော့ကျွန်တော် exposure log ချပြီးရရမယ်ဘယ်လိုမျိုး log ချရမလဲဆိုတော့ကျွန်တော်တို့ချိန်ပြီးဆိုရင် subject ပေါ်ကိုကျွန်တော်တို့ကျွန်တော် subject ပေါ်ကိုကျွန်တော် lab လေးနဲ့ဖိလိုက်အဲ့ကြရင်ကျွန်တော် log ဖြစ်သွားလိမ့်မယ်ဘေးနားမှာကျွန်တော် brightness ချိန်လို့ရတယ်အတန်းလေးပေါ်လာလိမ့်မယ် အဲ့ဒါလေးကိုကျွန်တော်တို့လိုအပ်သလိုချိန်လိုက်ဒါဆိုရင်ကျွန်တော်တို့လော့ချပြီးသားဖြစ်သွားပြီအဲ့ဒီ exposure အတိုင်းပဲကျွန်တော်တို့ရဲ့ဗီဒီယိုကိုသူကရိုက်ပေးလိုက်မယ်အရန်လင်းလာတဲ့ခါကျရင်လည်းသူကလိုက်ပြီးတော့မှန်မှန်ပြီးတော့ပုံမှန်လေးသူကသွားလိုက်မယ်ပေါ့နော်ကိုကတကယ်လို့ဒီဆန်နေရနေအပြင်ထွက်တဲ့အခန်းရိုက်ချင်နေဆိုရင်ဆန်နေမှာမှောင်နေလေအဲ့တော့ကျွန်တော် exposure လော့ချထားတဲ့ quality ပဲဒါပေမဲ့အပြင်ရောက်သွားတဲ့ခါကျရင်ကျော်လိုက်ပြီးတော့မလင်းတော့ပဲဖြစ်သွားလိမ့်မယ်အဲ့ဒီခါကျရင်ကျွန်တော်ကဒီလက်လင်းနဲ့ပဲလိုက်ပြီးတော့ exposure လေးကိုပြန်ပြောင်းပေးလိုက်ပေါ့ အဲ့လိုနေနဲ့ကျွန်တော်တို့ရိုက်လို့ရပါတယ်။ Okay ကျွန်တော် Don't Never 4 Fader လေးအများကြီးမသုံးပါနဲ့။ဒါတော့ main ကလေးတော်တော်များများ Fader လေးအများကြီးသုံးလေးရှိကြတယ်ပေါ့နော်။အခုကျွန်တော်တို့ရဲ့ original camera app တွေမှာဆိုရင်ကျွန်တော် Fader လေးပါလာကြပြီ။ကျွန်တော်အခုဒီဖုန်းမှာဆို Fader ပေါင်း1600လောက်ပါတယ်။နေတာကိုအများကြီးပဲ။ကျွန်တော် video တစ်ခုတစ်ခုမဟုတ်ဘူးဗျာ။တဆင်းရိုက်တိုင်းပေါ့နော်တဆင်းရိုက်တိုင်း Fader တစ်ခုသုံးမယ်။မှဒီနေရာလေးကဒီ Fader လေးနဲ့လှလို့ဆိုရင် Fader တစ်ခုနဲ့ရိုက်မယ်။အဲနောက်တနေရာကျတော့ အဲကျွန်တော်တို့ကအဲနောက်ဒီဖေဒါနဲ့မလိုက်တော့ပြန်ဟိုနောက်ဖေဒါတစ်ခုနဲ့ရိုက်မယ်အဲ့လိုမျိုးဖေဒါလေးအမျိုးကြီးနဲ့ရိုက်သွားပြီးတော့မှကိုကဗီဒီယိုတစ်ခုတဲမှာပြန်ဆက်မယ်ဆိုရင်ကာလာလေးမညီတော့တာဖြစ်နိုင်တယ်ဗောနော်အဲ့တော့ကျွန်တော်တို့ကတစ်ခုစတစ်ခုပဲသုံးပါဗောနော်အဲကိုကဒီဖေဒါကိုကြိုက်တယ်ဆိုရင်ဗီဒီယိုတစ်ခုလုံးကိုဒီဖေဒါနဲ့ပဲရိုက်သွားအဲ့အမှအဆင်ပြေမယ်မဟုတ်ရင်ကျွန်တော်တို့ကဒီကာလာလေးမညီတော့ဘူးဗောနော်အကောင်းဆုံးအကြတော့ကျွန်တော်တို့ဒီ original နဲ့ပဲရိုက်ပါအဲ smooth တွေ beauty တွေထည့်ရင်ထည့်ဗောနော်ဒါကာလာလေးပါလေကိုအယောင်မပြောင်းသွားစေဘူး subscribe ထည့်ပြီးတော့ကျွန်တော်ရိုက်လို့ရတယ်ပြီးတော့ကျွန်တော် edit ရောက်မှဒါကိုလိုချင်တဲ့ color တခုကိုချိန်လိုက်ပါတော့ video ရဲ့အလင်းမော်နီပိုင်းပေါ်မူတည်ပြီးတော့ color တခုကိုချိန်လိုက်ဒါကတော့ပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်